Hello guys မင်္ဂလာပါ Amazing ရနေပြီးတော့မှကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ဆရာတို့ဒီ logo တွေဆွဲတဲ့အခါမှာဒီအသုံးများတဲ့ tool တွေကိုဒီ text translate ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ Adobe Illustrator မှာဇေရိုကတောင်းတောင်းတနန်းနေမှာတောင်းတောင်းသင်လေးမရှိရဲ့ tool တွေလည်းဖြစ်ပါတယ်အဲ့တော့ဒီ tool တွေကဆရာတို့ကဒီ logo ဆွဲနေရမျိုးတွေပြီးတခြားသောကိုကဒီ social media ads တွေ packaging တွေမှာဆရာတို့ကဒီလိုအပ်တဲ့အခါမှာတောင်းလို့ရတယ်ပေါ့နော်အလွယ်တကူဖြစ်တယ်ပို့ပြီးတော့မှလည်းမြန်ဆန်လာမယ်ပြီးရင်တချို့သော logo တွေမှာဆိုရင် creative ဖြစ်လေးဆရာတို့ဖန်တီးလို့ရတယ်ပေါ့နော်အဲ့တော့ဆရာအများကြီးတော့မညွှန်းတော့ဘူးဆရာတို့တခါတည်းပဲ ိုက်ကြည့်လိုက်အောင်အဲ့တော့ဒီဆရာတို့ပထမဦးဆုံး Adobe Illustrator ကိုဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာဆရာတို့ကဒီမှာဆရာ tint and twist တွေ၅ခုပေါ့နော်အဲ့တော့အပေါ်မှာဆရာတို့ကဒီ line နှစ်ချောင်းပေါ့ဒီမှာဆိုဆရာက line နှစ်ခုကိုဆရာဆက်ဖို့အတွက်ဒါဆိုဆရာကတစ်ခါလေးမှာ line ဆွဲတဲ့အခါကျရင် line တွေဆွဲပြီးမှဆရာ logo တွေဖန်နေကြအဲ့ဆိုရင်ဆရာကဒီ down လေးကိုဆက်ချင်တယ်ဒါပေမဲ့ဆရာက down တွေဆက်လားမဆက်လားအောင်ဆရာဘယ်လိုစစ်ကြလဲဆိုရင်ဒီရဲ့ layer box မှာ ဒီမျက်လုံးလေးရှိရဲ့အဲမျက်လုံးလေးကိုထောက်ထားလိုက်ရင်သူက toggle visibility control click to toggle view mode ဆိုပြီးအရှောင်းရေးထားတယ်အဲ့တော့အဲ့ toggle view mode လေးကိုအရှောင်းက control ဒီမျက်လုံးလေးကို control နဲ့ click နဲ့ဖိလိုက်ဒါဆိုရင်ရှောင်းက online နဲ့မြင်ရမယ်ဒါပေမဲ့ online မှာဆရာက online နေရာဆက်နေရဲအကြောင်းမြင်ရတယ်ဒါပေမဲ့တကယ်အပြင်မှာဆရာက online နေရာဆက်မနေဘူးအဲ့လိုဆိုရင်အဲ့ကောင်တီဆရာကအယောင်ဖြည့်လို့မရဘူးအဲ့တော့ဆရာကဒီ online တွေကိုဆက်ချင်တယ်ဒါဆိုရင်ဆရာကဘယ်လိုလုပ်ရလဲဆိုရင် line လေးယူမယ် ဆရာဆွဲလိုက်မယ်ပြင်ဒီဘက်ကနေပြီးတော့ line တွေတစ်ခုထည့်ယူလိုက်မယ်အဲ့ဒါခုနကမဆက်တဲ့ပုံစံမျိုးလေးပေါ့အဲ့တော့အဲ့ဒီအကြောင်းကိုဆက်ချင်တယ်ဆိုရင်ကိုဆက်ချင်တဲ့ line နှစ်ခုကိုဆရာပလန်ကြောင်းနှစ်ခုကို shift ဖြည့်ပြီးတော့ select ပေးလိုက်ပြင်ဒီကျောင်း2 box တဲမှာသူတို့2 box ဆဲကအောက်ထဲမှာဆရာတို့မှာ shaper 2ဆိုတာလေးရှိတယ်အဲ့ shaper 2ရဲ့အောက်ထဲမှာဆရာဘာရှိလဲဆိုရင် join 2ဆိုတာလေးရှိတယ်အဲ့ join 2လေးကိုယူမယ်ပြီးသားပြီဆိုရင်ဆရာကဒီရဲ့ပလန်ကြောင်းနှစ်ခုနေရာလေးကိုဆက်ချင်တဲ့နေရာလေးကို click လေးဖြည့်ပြီးတော့ဆရာတို့ကဝိုင်းလိုက်မယ်ဒါဆိုရင်ဆရာက line တွေကဆက်သွားပြီ အဲ့တော့ပန်းလမ်းကြောင်းလဲဆက်သွားပြီပြီးရင် line လဲဆက်သွားပြီဒါဆိုရင်ဆက်တက်ဆက်လဲဖြစ်သွားရသလားအဲ့လိုမျိုးလေးဆရာကဆက်လို့ရပါတယ်အဲ့တော့ join to ဒီဆရာပန်းလမ်းကြောင်းနေရာဆက်ပြီးတော့မှအဲ့မှာရှိတယ်ဆရာကဒီရဲ့ပန်းလမ်းကြောင်းနှစ်ခုကတော့ဆက်သွားတယ်ဒါပေမဲ့ရန်ကတကယ်ပြန်ကြည့်လိုက်တဲ့ခါကျရင်ဆက်မနေတဲ့အရာမျိုးတွေမှာဆိုရင်ဆရာက join to လေးနဲ့ကိုဆက်ချင်တဲ့ပန်းလမ်းကြောင်းနှစ်ခုကိုဆက်လက်ပြီး join to လေးယူပြီးတော့မှ click လေးဖိပြီးတော့ဆရာဆက်လိုက်လို့ရတယ်ဒါကတော့တရံထွက်စေပထမဆုံးတစ်ချက်ဖြစ်ပါတယ်အဲ့တော့ လူရတဲ့ချက်ကကြတော့ဇာတ်ပါလဲဆိုဘယ်လိုမျိုးအဲ့ဇာတ်ဒီ logo တွေဖန်တီးရခါမှာ test တွေကိုဆရာကိုွေးရတယ်ရှိတယ်။အဲ့တော့ test တွေကိုကိုွေးရခါကျအပေါ်မှာတက်တက်လေးဖြစ်ပြီးတော့မှအောက်ကကွေးကွေးလေးဖြစ်သွားတဲ့ effect မျိုးလေးဆရာကအများကြီးလှုပ်ချင်ခဲ့ကြတယ်ဗောနော်။အဲ့တော့အဲ့လိုမျိုး effect တွေကိုဘယ်လိုလုပ်လဲဆိုရင်တော့ဆရာတို့ဒီမှာ title လေးယူမယ်၊ cursor လေးတစ်ချက်ချမယ်။ Okay ချပြီးသားပြီဆိုရင်ဆရာတို့ကိုချိုင်းနေတဲ့ font လေးတစ်ခုကိုယူလိုက်မယ်။အဲ့တော့ဆရာကဒီမှာကနည်းနည်း font နည်းနည်းမိုက်မိုက်လေးဗောနော်။ဆရာဒီမှာဘာလေးကိုရှာလိုက်မလဲဆိုရင် အာဆရာတို့ဒီထဲမှာဘာရှိမလဲဆိုရှင်နည်းနည်းထူးထူးလေးဆိုရင်음ဒီကောင်လေးပစ်စုံတော့မအောင်ရှိမယ်ဆရာနည်းရှိရှိလေးလိုချင်လို့ပေါ့နော်အဲ့တော့ဆရာဒီမှာ TING ကတိုင်ကားလို့ဆရာရေးလိုက်မယ်โอเคတိုင်ကားလို့ယူပြီးသားပြီဆိုဆရာကဒီကောင်လေးကိုဒီမျိုးကွေးဖို့ဆိုရင်ဆရာက effort တွေတောင်းရမယ်အဲ့တော့အဲ့ effort ကိုတောင်းမယ်ဆိုရင် menu bar ထဲက effort ထဲမှာဆရာ web ဆိုတာလေးရှိရယ် အဲ့ဘက်မှာဆရာက effect တွေအများကြီးပဲရှိရဲ့ up တို့ပါအောင်တွားယူလိုက်မယ်ပထမအဆုံးယူလိုက်ပြီဆိုဆရာတို့မှာ app ဆိုရင်တော့ကုကုလေးအဲ့တော့ AI မှာရှိနေတဲ့ word option တွေဒီရောက်ပါ Photoshop က word option တွေလည်းပို့ပြီးတော့မိုက်တယ်။အဲ့တော့ကျွန်တော်ကဒီမှာ word option တွေကိုတွားပြီး app တွားပြီးွားရဆိုကျွန်တော် vertical scale horizontal scale ကိုကြွေးလို့ရတယ်။မှာ vertical scale horizontal scale တလား။ ကျကိုကျနေတဲ့တက်အဖက်တွေအများကြီးဖန်နေလို့ရအဲ့တော့ကိုကအမြန်ရိုးရှင်းနေတဲ့တက်အဖက်တွေမသုံးမဲနဲ့အခုလိုမျိုး word ကိုမှဆန်းဆန်းလေးတုံးကျင်နေဆိုရင်ဆရာတို့လေးတုံးလို့ရတယ်ဒီမှာဆိုရင် vertical ရွေးပြီးတော့ vertical light ကိုဆရာကဒီလိုမျိုးဖန်နေလို့ရတယ်တနည်းအားဖြင့်ဆရာက speaker တဲ့လား low speaker နဲ့ online လုံးမှဆရာ promotion voice တွေထွက်သွားတဲ့ style မျိုးတွေဆိုတော့ဒီလိုပုံစံမျိုးလေးဖန်နေလို့ရတယ်ပြီးတော့ဆရာဒီလိုမျိုး effect လိုချင်တယ်ဆိုရင်တော့ f lower ဆိုတာလေး f lower ဆိုတာလေးယူလိုက်ယူပြီးသားမိဆိုရင်ဆရာတို့က horizontal လေးကိုယူလိုက်မယ် ယူဇာဘေးဆရာကဒီကောင်းနေအကုန်လုံး normal ပြန်ထားထားမယ်0ပဲထားမယ် normal ဆိုတော့0ပဲထားမယ် okay ပြီးသွားရင်ဆရာအပေါ်လေးကိုပဲခြံရန်တာအအောင်လေးကိုခြံရန်တာအပေါ်တက်တယ်ဖြစ်ချက်နေဒါဆိုရင်ဒီလိုမျိုး style ရပါပြီပြီးရင် okay တစ်ချက်နိုင်မယ်နောက်တစ်ကြောင်းကျရင်တိုက်တူးယူမယ်ကာဆာလေးတစ်ချက်ချမယ်ပြီးသွားပြီဆိုရင်ဆရာတို့က ESPORD eSport ဆိုပြီးတော့တခုရေးလိုက်မယ်ပြီးရင် down ကနေ shift ရယ် order ရယ်ဖြစ်ပြီးဆရာဆွတ်ချလိုက်မယ်သူ့လည်းအပေါ်လေးကလေးကွေးလိုက်မယ်အဲ့လိုဆိုရင်ဆရာက effort ထဲကိုသွား web ကိုသွား app လေးကိုပဲဖြတ်ယူမယ်ဒီခေါက်တော့ဆရာက app upper ဆိုတာလေးယူလိုက်မယ်ယူပြီးသားဆရာကဒီမှာ blank ကိုဆရာကဒီဘက်လေးကို swipe ရှေ့လိုက်မယ်ဆိုရင်သွားကြလားဆရာကလိုချင်တဲ့ style နဲ့ရလိုက်မယ်အဲ့တော့အောင်မှကိုကကိုချင်တဲ့ style ပုံစံမျိုးလေးစွေစင်လေးတွေချိန်လို့ရတယ်ပြီးအကြီးသေးလေးဆရာလှုပ်ပြီးတော့မှကိုလိုချင်တဲ့လိုလေးလိုက်ပြီးတော့ချိန်လို့ရတယ်ဒီလို style လေးဒါဆိုရင်ဆရာကတော်တော်မမှန်လေးရလိုက်မယ်တနည်းအားဖြင့်ဒါမျိုးလေးဆိုရင်ဆရာကလေတချို့ငငယ်တော့ဆရာအုတ်ထုတ်လေးပါတယ် အုတ်ထုတ်တွေပါရဝယ်တဲ့အခါမှာလေအဲ့လိုအုတ်ထုတ်တစ်စိတ်တွေပါရဆိုတော့အပေါ်မှာဒီလိုမျိုး logo ပုံစံမျိုးလေးမြန်ဘူးလိမ့်မယ်ပေါ့နော်အဲ့တော့ကျောင်းကဒီအာဒီလိုမျိုးတက် effect တွေကိုဆိုရင်ကျောင်းက effect ထဲက web ထဲမှာကိုကြိုက်နေတဲ့ effect ပုံစံမျိုး like ကလေးလို့ရတယ် like ကစားကြည့်လို့ရတယ်ဒါကတော့ဇာတို့အဲဒုတိယအကြောင်းအရာဖြစ်ပါတယ်အဲ့တော့တတိယကကျတော့ကျောင်းကဒီ pattern လေးကိုဘယ်လိုလုပ်မလဲပေါ့အဲ့တော့ကိုကဂျာစီဒီဇိုင်းတွေပါရဆွဲမယ်အဲ့ဂျာစီတွေရဲ့ pattern တွေကိုဘယ်လိုမျိုးလုပ်ရမလဲကိုယ်တိုင် pattern တွေလုပ်ချင်တယ်ဆိုရင်ကျောင်းက AI မှာ Adobe Illustrator မှာကျောင်း pattern တွေကိုကိုယ်တိုင်စိတ်တိုင်းကြလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ကိုလို့ရှင်တဲ့ pattern လေးတွေပေါ့အဲ့တော့ဆရာဒီမှာ icon လေးတွေဆွဲလိုက်မယ်အရင်ဆုံးအဲ့တော့ okay ဆွဲလိုက်ပဲပြီးရင်ဆရာအယောင်လေးတွေကိုဆရာစိတ်ကြိုက်အယောင်လေးယူလိုက်မယ်အော်ဆရာစိတ်ကြိုက်အယောင်လေးတွေယူလိုက်မယ်ဗျာဒီလိုအယောင်လေးတွေပေါ့နေရာနေပြီဆရာဒီမှာအဲ့လိုအဆက်လေးနဲ့အယောင်လေးယူလိုက်မယ် โอเคပြီးသွားပြီဆိုရင်တော့ဆရာဒီ၃ခုလုံးဆက်လက်ပြီးတော့ဒီရအရောင်လည်းမကြိုက်သေးလို့ဆရာကာလာလေးကနေဒီမှာရှိရဲ့တချို့သောအရောင်တွေဒီလိုအရောင်မထားလိုက်ပါတော့မယ်အဲ့တော့ကိုလုံးချင်တဲ့ကောင်လေးတွေကိုကိုပလန်လုံးချင်တဲ့ကောင်လေးတွေအကုန်လုံးဆက်လက်ပြီး control G နဲ့ group ဖွဲ့လိုက်โอเคဖွဲ့ပြီးသွားပြီဆိုရင်တော့ဆရာတို့ကဘာလေးလုပ်မလဲဆိုရင် pattern လုံးမဲ့ကောင်ဆက်လက်ပြီးထား object ထဲမှာဆရာတို့ pattern ရှိရဲ make လေးကိုနှိပ်မယ်ဒါဆိုရင်တော့ဆရာတို့ကဒီမှာ illustrator ဆိုပြီးမှဆရာ box လေးကြလာလိမ့်မယ်အဲ့တော့ any chain main y in pattern edit mode edit လုပ်ချင်တဲ့ဆိုရင်ဆရာ okay နှိပ်ရမယ် okay တစ်ချက်နှိပ်မယ် โอเคပြီးရင်ကျောင်းဒီမှာပတန်လုံးမဲ့နိုင်နေပြီးလို့ရတယ်ဆရာတို့ကအခုဘာလို့ရှင်းတာလဲဆိုရင် testing ပေါ့ testing လို့ရေးလိုက်မယ်ပြီးရင် type type မှာဆရာ grid ဆိုတာလေးရှိရဲဒါဆိုရင်တို့ကဘေးနှစ်ခုကညီနေလိမ့်မယ်ဘေးရောအပေါ်ရောအောက်ရောညီနေလိမ့်မယ်ပြီးရင် brick by row ဆိုရင်ဒါလည်းမညီမညာလေးထွက်လာလိမ့်မယ် brick by column ဆိုရင် column ပုံစံမျိုးမညီမညာလေးထွက်လာလိမ့်မယ်အခုဘလိုဆိုင်လေးကြိုက်လဲပေါ့ပြန်ဆောင်ကဒီရဲ့ bounding box အပြားထဲမှာဆရာခုနကတော့ group ဖွဲ့ခဲ့တယ်ဒါပေမဲ့ bounding box တဲမှာဆိုရင်ဆရာတခုစီ꿰သွားလိုက်မယ်အဲ့ကောင်တွေကိုဆရာ control G group ပြန်ခွဲရောအကြီးအကြီးသေးလို့ရတယ် ပြန်ရွှေ့မယ်ဆိုရင်တော့ဒီမှာဆက် bounding box မှာလိုက်ရွှေ့ပါလိမ့်မယ်တကယ်လို့ကိုကမရွှေ့ကျင်ဘူးဆိုရင်ဆရာပေါ့ order လေးဖိတခုပွားထားတာတခုအတည်ထားထားလိုက်ခဏမြေကိုကြိုက်တယ်လို့လိုက်ရွှေ့လို့ရတယ်ဒါဆိုရင်တော့ bounding box ကမရွှေ့တော့ဘဲနဲ့ဆရာဒီထဲမှာထပ်ပြီးတော့အများကြီးထပ်ပွားလို့ရသေးတယ်ကျွန်တော်စတိုင်းလေးအဲ့တော့ bounding အပြင်ကိုဘောက်အပြာရောင်ရဲ့အပြင်ကိုထွက်လိုက်မယ်ဆိုရင်သူဒီဘာဖြစ်လာမလဲဆိုရင်ရှားကတစ်ခုနဲ့တစ်ခုကကတ်သွားလိုက်မယ်အဲ့တော့ကိုကတစ်ခုနဲ့တစ်ခုမကတ်ချင်ဘူးဆိုရင်ဒီဘောက်စီဘက်ကိုအရင်မကတ်နဲ့ဒီဘက်လေးနဲ့ရွှေ့လိုက် အဲသူတို့ style လေးဒါပေမဲ့ဒီလိုလုံးလုံးမှကိုကတိတ်မကြိုက်သေးဘူးဆိုရင်ရှောင်းဒီမှာတောင်းပြီးတော့ဝှင်းနဲ့ဟိုင်းနဲ့ကိုဆရာထပ်ပြီးတော့မှအကျုံးချက်လေးလုပ်ကစားလို့ရသေးတယ်ပြီးတော့ရင်ဆရာဒီမှာ copy ဘလောက်ကူးမှာလဲပေါ့ဆရာ nice to nice ဆိုအများကြီးကူးလို့ရတယ်ပြီးတော့ရင်ဆရာဒီမှာ70%ဆိုတော့ဘေးရကောင်တွေဖြောင်းနေလိမ့်မယ်ဆရာ main ကလာကြီးကထင်းနေလိမ့်မယ်အဲ့တော့ဆရာဒီကောင်100%လောက်ထားလိုက်မယ်ဆိုရင်အကုန်ကြီးသွားလိမ့်မယ်တကယ်လို့ကိုကကလုတ်ထားတဲ့ပတန်တွေကိုစိုက်နေတတ်ပြီဆိုရင်တော့ဆရာတို့ဒီဒီပေါ် option ဘာလေးရဲ့ အောက်မှာရှိရဲ့ဇာတ်တွေမှာစိတ်ကောပြီး damage ဆိုပြီးတော့မှ cancel ဆိုရှိရဲ့ cancel ဆိုတော့သူကဒါကိုအတိမပြုတ်သွားဘူး damage ဆိုရင်တော့ဇာတ်ကဒီကောင်အတိပြုတ်သွားမယ်အဲ့ဒါဇာတ် demolition နှိပ်လိုက်မယ် okay ရသွားပြီဒါဆိုဒီကောင်လည်းမလို့တော့ဒီကောင်လည်းမလို့တော့အဲ့တော့ဇာတ်ဒီမှာရှိရဲ့ shape တူးရဲကနေ rectangle တူးလေးယူလိုက်မယ်ကိုက design site ကဘယ်လောက်ရှိလဲမသိဘူးဇာတ်ဇာတ် site ရှိရဲ့ okay အဲ့လောက် site ကိုပတန်ဖြစ်ချင်တယ်ဒါဆိုဇာတ်ကဒီကောင်ကို select ပေးထားအပေါ်မှာ color box လေးရှိရဲ့အနောက်မှာသလား testing ဆိုပတန်လေးရှိရဲ့ဝင်သွားပြီဒါတော့ပြောလိုက် ရလအသေးလေးလိုချင်တယ်ဆိုလဲရှိတ်သေးလေးဆွဲလိုက်ဟုတ်လားအဲ့တော့ကိုကြိုက်နှစ်သက်တဲ့ site ကိုဇာဝါယူပြီးပတ်တန်လုပ်လိုက်အဲ့တော့ကိုကဂျာစီပတ်တန်နေပါလေဆိုရင် site ကြီးတွက်ပြီးတော့မှဇာဝါပေးကြမလို့ပဲနဲ့ပတ်တန်လုပ်လိုက်ပြီးတော့မှအပတ်တန် file နဲ့ပေးရုံနဲ့ပေးလိုက်ရုံနဲ့ပေါ့နော်ဇာတို့အဲကိုကြိုက်နှစ်သက် site left site ဖြစ်ဖြစ် asia site ဖြစ်ဖြစ်ဇာဝါအများကြီးထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်နှစ်သက်တဲ့ site ပုံစံမျိုးဇာဝါ create လုပ်လို့ရတယ်โอเคအဲ့တော့ပြီးသွားပြီဆိုရင်တော့ဇာဝါဒီလိုမျိုး style လေးတွေ ဒါကတော့အခုလက်ရှိမှာသတို့များအကြောင်းဆိုင်သတို့များမေးကြတဲ့ဟာမျိုးပေါ့နော်သတို့ style တွေဘယ်လိုလုပ်လဲအဲဒါတခါလေးမှာပေါ့နော်အကောင်ပုံစံလေးတွေလုပ်ပြီးအဲ့အကောင်ပုံစံလေးမှာဆရာတို့ကဒီ test တွေထည့်တဲ့ style လေးပေါ့အဲ့တော့ဆရာတို့ကဘယ်လိုလုပ်ကလဲဆိုရင်ဆရာတို့ဒီမှာ illustrator ယူမယ် shift ဖြီးပြီးတော့ spray လိုက်မယ်ဆရာတို့ stroke ပဲထားပါမယ် fade မထည့်ပါဘူး stroke ကိုဆရာအနက်အောင်လေးထားလိုက်ပါမယ်အဲ့တော့ဒီ stroke ကိုဆရာအပိုင်း၃ပိုင်းဖြတ်ချင်တယ်ဒါဆိုရင်ဆရာတို့ကဒီမှာ Christ ဆိုတာလေးရှိရဲဓာတ်ပုံစံလေးပေါ့နော်အဲ့လိုဓာတ်ပုံစံလေးကိုယူလိုက်မယ်ယူပြီးတော့ပြီဆိုရင်ဆရာတို့က ကိုဖျက်ချင်တဲ့ကောင်လေးကိုဆက်လက်ပေးထားဗန်မျိုးလေးဖျက်လိုက်ဒါဆိုရင်တော့ဇယောကဒီမှာအပိုင်းက၃ပိုင်းဖျက်သွားပြီအဲ့တော့အဓိကအတိထားမဲ့အချက်ကဒီမှာဆိုရင်ဇယောတို့ကဒီလိုမျိုးတွေလုံးမယ်ဆိုရင်ဒီလိုရှိတ်ရဲ့အောက်မှာပဲရှိတ်လျာရဲ့အောက်မှာပဲ test ကရှိရပါမယ်အဲ့တော့ TNG ရဲ့ Tiger ဆိုရင်ဇယောရေးလိုက်မယ် Okay အဲ့တော့ဒီမှာ test အဲ့ test ဒီဇယောလုံးမဲ့ area ထက်လည်းအရင်ကြီးလို့တော့တိတ်အဆင်ပြေတယ်တော့လောက်ပဲပို့ပြီးရင်ဒီ layer ဒီ အဲ့တက်လေယာရဲ့အပေါ်မှာရှိရမယ်အဲ့တော့လေယာကိုအပေါ်ပို့မယ်ဒီမှာလေယာဘောက်ကိုကြည့်မယ် DS ဌာသားလေယာအပေါ်ကိုတဆင်ချင်းပို့မယ်အဲ့တော့တဆင်ချင်းပို့တာတော့ control လေးတော့ဂုံမိတ်နဲ့ပို့ပါတယ်ပြီးသားပြီဆိုတော့ဆောင်းမှာဒီနှစ်ခုကို select ပေးကိုဖြစ်ချင်တဲ့ကောင်နှစ်ခုကို shift ပြီးတော့ select ပေး object ထဲမှာဆရာ envelope distort ထဲမှာဆရာ main way dot object ဆိုတာရှိတယ်အဲ့တော့ main way dot object ဆိုတာဆရာအပေါ်မှာရှိရဲ့ object တိုင်းတိုင်းဝင်သွားမှာအဲ့တော့ဆရာက main way dot object ကိုနှိပ်လိုက်ဒါဆိုရင်ဆရာဇာတ်တော်ဒါလို style လေးဝင်သွားလိမ့်မယ်အဲ့တော့ကိုကဒီပုံစံမျိုးမဖြစ်ချင်အောင်ဆိုဆရာ font တွေပါ change ကြီးလို့ရသေးတယ်အဲ့တော့ဆရာနည်းနည်း font တစ်ခု change ကြီးလိုက်မယ်ဒါလိုမျိုးလေးအဲ့နည်းသေးမယ်ပြီးရင်ဒီကောင်နှစ်ခုကို select ပေး object ထဲက envelope dis dot make way dot object ဒီကောင်လေးကိုနှိပ်လိုက်မယ်ဒါလို style လေးရလိုက်မယ်ပေါ့နော်နောက်တစ်ခုထပ်လုပ်မယ်ဆိုရင် title လေးယူမယ် cursor ချမယ် esport ဆိုပြီးထပ်ရေးမယ်ထပ်ကြီးလိုက်မယ် ဒီကောင်ထပ်ပြီးတော့ဆက်လက်ပေးမယ်။ Okay ကလုတ်ချင်တဲ့ကောင်နှစ်ခုကိုဆက်လက်ပေးဒါပေမဲ့လေယာဉ်ဒီလေယာဉ်ဒီအပေါ်မှာရှိရမယ်။အဲ့နှစ်ခုကိုဆက်လက်ပေးပြီး object ထဲက mload desktop ထဲက mayweight.object လေးကိုနှိပ်မယ်။ Okay ပြီးရင်ဆရာဒီကောင်လေးကိုလည်းစာထည့်ရေးမယ်။ min mlbb ပေါ့ mobile legend ပေါ့ထားပါတော့เนาะအဲ့တော့ဆရာကဒီလိုလေးသွားလိုက်မယ်။ဒီလေယာကိုအောက်ကိုပို့မယ်။ ကွန်ထရိုးလေးအောင်ခွင်စားနဲ့ပို့လိုက်မယ်ပြီးရင်ဒီအပွားရှယ်ရင်းနှစ်ခုကိုဆက်လက်ပြီး object ထဲရနေပြီးတော့ envelope desktop ပြီးရင် mail with dot object လေးကိုနှိပ်လိုက်မယ်ဒီလို style လေးရလိုက်မယ်အဲ့တော့ဒီလို style မျိုးလေးရပြီဆိုရင်တော့ကျွန်တော်ကတခြားသောကိုလိုချင်တဲ့ effect လေးထပ်ကွန်လို့ရတယ်အဲ့တော့ကိုက account တွေပဲဖြစ်ဖြစ်ကျွန်တော်ကဒီ templar ဒီ linear ဖြစ်စီအောင် account ပုံစံ shape လေးကိုဆွဲ outline လေးပတ်လုံးလေးနဲ့ဆွဲပြီးရင် account outline ပြောင်းပြီးအပေါ်မှာဆွဲတော့ test လေး live ဖြစ်ရနေလို့လို့ရတယ်ပေါ့နော်ဒါမျိုးလေးလဲဆရာက logo မှာအသုံးပြုလို့ရပါတယ်အဲ့တော့ဆရာလည်းတုံးခဲ့ဘူးတဲ့ logo လေးလည်းရှိပါတယ် okay အဲ့တော့ဒါလေးကတော့ဆရာတို့တောင်းတောင်းတိတ်မသိတဲ့လူသိနေတဲ့ test တွေဖြစ်တဲ့ဆရာတို့ appearance သုံးနည်းဖြစ်ပါတယ်အဲ့တော့ဆရာတို့ကဒီလိုမျိုး test effect တွေကိုဆရာသဘောကျကြတယ်အဲ့တော့ test effect တွေဘယ်လိုလုပ်လဲပေါ့အဲ့တော့ဒီမျိုး test effect လုပ်တဲ့ style တော့ဆရာသင်ခန်းစာ video တစ်ခုလုံးနဲ့ထပ်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်ဒီမှာကတော့တို့ test effect တွေကိုနောက်ထပ် design တွေမှာဘယ်လိုမျိုးပြန်သုံးရမလဲဘယ်လိုနောက်ထပ် test တွေမှာဘယ်လိုထပ်သုံးရမလဲဆိုတော့ appearance နဲ့ tint and trust တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ဆရာရဲ့ video တွေကအကျိုးရှိခဲ့ရယ်ဆိုရင်တော့ line လေးလုံးမယ်ပြီးရင်ဆရာတို့ comment လေးပေးပြီးမှ share ခဲ့လို့ရပါတယ်အဲ့တော့ဆရာတို့ဒီမှာရှိနေတဲ့ဆရာတို့ title လေးယူမယ် cursor လေးတစ်ချက်ချမယ်ပြီးသွားပြီဆိုရင်ဆရာတို့ဒီမှာ text ဆိုရက် style လေးတစ်ခုရေးလိုက်မယ်တကယ်လို့ဆရာတို့ကအဲ့လိုမဟုတ်ဘူးဆိုရင်တော့ဆရာတို့ဒီက fa တွေကြည်ခွဲသွားအောင်လို့ပေါ့နော်ဆရာ fo က forever alone alone ပေါ့အဲ့လိုစာသားလေးယူလိုက်မယ်အဲ့တော့ကျွန်တော်ကဒီလိုမျိုးရှိနေတဲ့ forever alone ဆိုတဲ့စာသားလေးကိုဆရာ apple လေးတစ်ခုထပ်ပွားလိုက်မယ်ခိုင်းနော် အဘောကမမြင်ရလို့ဆရာအဘောလေးဒီဘက်ကိုရွှေ့လိုက်မယ်။ Okay ပြီးရင်ဆရာဒီကောင်လေးကိုဖြတ်လိုက်မယ်တခုပို့သွားလို့ပေါ့နော်။ Okay ဗျာ။အဲ့တော့ဆရာက D forever ဆိုတဲ့ဇာတ်သားလေးကိုတည်တည်လေးပဲရေးမယ်။ဒီကောင်လေးကိုဒီလိုစတိုင်ရေးမယ်။အဲ့တော့ဆရာကအဲ့ကောင်ဒီက death effect ဖြစ်ချင်တယ်။ဒါဆိုရင်ဆရာကကြည့်လိုက်ဒီ death effect ရဲ့ effect လုံးထားတဲ့အထဲမှာဆိုရင်ရောက်သွား window ထဲမှာဆရာ appearance ဆိုလည်းရှိရသလားဆရာတို့ထားတဲ့ effect တွေမရနိုင်ပဲကိုကဒီမှာအယောင်တွေပြောင်းကျင်သေးရယ်ဆိုလည်းဒီမှာရှိရဲ့အယောင်လေးကိုတစ်ချက်ချင်းနှိပ်ပြီးတော့မှအယောင်တွေချိန်လို့ရသေးတယ်ကိုချိန်နေတဲ့အယောင်တွေလိုက်ချိန်လို့ရသေးတယ်ပြီးရင်ဆရာတို့ကအောက်မှာရှိရဲ့ shadow တွေဆရာမလိုချင်ဘူးဆိုလည်း shadow တွေဖြတ်လို့ရတယ်ဒီ dataset shadow အောက်မှာဆိုရင် face မှာအနောက်အောင်တွေရှိသလားအကောင်တွေကိုဖြတ်လိုက်လို့ရတယ်ဖြတ်လိုက်ရတယ်မျိုးလုံးမိန်ထားလိုက်ရတယ်ဒါကိုလိုချင်တဲ့လိုလို့ရတယ် appearance ဒီဆရာတို့ကကိုယ်တို့ထားတဲ့ effect တွေကိုတစ်ခုချင်းပြန်ဖြတ်လို့ရတယ်ပြန်ပြီးတော့မှလည်းအသုံးပြုလို့ရတယ်အဲ့တော့ပြီးရင်တခြားမှာလည်းဆရာအစားထိုးလို့ရတယ်ပြန်ပြီးတော့ โอเคအဲ့တော့ဆရာကဘယ်လိုမျိုးလေးလဲဆိုရင်ဆရာကကိုထုံးစက်နှိပ်ပြမယ်ဒီကောင်လေးကိုဆက်လက်ပေးလိုက်မယ်အဲ့တော့အောက်မှာရှိရဲ့ share တွေဆရာမလို့ကြုံဒါဆိုရင် fail လေးကိုမျိုးလုံးမှိတ်လိုက်မယ်โอเคပြီးသွားပြီဆိုရင်ဆရာက forever alone ဆိုတဲ့ဒီအလုံးဆိုတဲ့စာသားကိုဒီ effect ဖြစ်ချင်တယ်ဒါဆိုရင်ဆရာကအနောက်ကဒီရဲ့ဒီ background ကိုတော့ဆရာပြီးမှထပ်ပွားလိုက်မယ်ပေါ့နော်ဒီလို order လေးနဲ့ပွားလိုက်မယ်ကွာရတယ်နော်ထားပါတော့โอเคဒီကောင်လေးကိုဒီ style လုပ်ချင်တယ်ဒါဆိုရင် ကလိုဂျင်းစတိုင်ရဲ့ layer ကိုကြည့်လိုက်ဟုတ်လား layer box မှာဆိုရင်ရှင်းရှင်းလင်းလင်းမြင်အောင်ဆရာမတစ်ချက်ပြပေးမယ် appearance box ကိုတော့ဆရာပြန်ပြီးတော့ဒီဘက်ကိုဖွင့်ထားလိုက်မယ်ဒီဘက်မှာထားထားလိုက်မယ်ဟုတ်လားအနောက်မှာအပိတ်လေးနဲ့မြင်ရလိမ့်မယ်အဲ့တော့ effect သုံးလိုက်ပြီဆိုရင်သူအပိတ်လေးဖြစ်သွားပြီဒါပေမဲ့ဆရာကအပေါ်မှာရှိရဲ့ဒီ text ကိုကြည့်မယ်ဆိုရင်အဲ့တော့ဟုတ်လားသူရဲ့နောက်က layer box မှာဆိုရင်ဆရာကအပိတ်လေးမရှိဘူးအဲ့တော့ဆရာကဒီ effect ကိုဒီအလုံးဆိုတဲ့စာသားပေါ်မှာဒီ effect ကိုဝင်ကျင်နေဆိုရင်ဒီရဲ့ AM ဆက်လက်ပေးဒီကောင်ဆက်လက်ပေးနောက်ကအဝိုင်းလေးကိုဖိပြီးဆက်လက်ပေးမှာဆက်လက်ဝင်တာအနောက်ကအဝိုင်းကိုဖိပြီးဆက်လက်ပေးရတယ်ပေါ့နော်အနောက်ကအဝိုင်းလေးကိုဖိမယ်ပွားကျင်နေဆိုကြောင်ဘာနှိပ်ကလဲဆိုရင် keyboard ပေါ်ကနေ order လေးကိုနှိပ်ကြတယ် order လေးကိုဖိမယ် clip ဖိပြီးတော့မှဆရာကအပေါ်ကအလုံးဆိုတဲ့စာသားလေးတွေကိုတွားထည့်လိုက်ပြီး mouse ကိုအရင်လွတ်မယ်ပြီးတော့မှ order ကိုလွတ်မယ်ဟုတ်လားဒါဆိုရင်ဆရာကဆရာလိုချင်တဲ့ effect လေးရပါတယ်တကယ်လို့ကိုကအဲ့ effect ကိုနောက်က effect တွေကိုပို့ပြီးတော့နည်းနည်းကြီးကြီးလေးလိုချင်လဲဆိုရင်ကြီးကြီးလေးထားလိုက်ဒါဆိုရင်ကြီးကြီးလေးမြင်ရလိမ့်မယ်အဲ့တော့ကိုကျန်တဲ့တဲ့ effect မျိုးရသွားလိမ့်မယ်အဲ့တော့ ဒီမှာဆိုလည်းအဲ့လိုပဲအထူးလေးလောက်အောင်မယ်အဲ့တော့ဆရာဒီကောင်တော့ဆရာ digital font လေးသုံးလိုက်မယ်โอเคဒီ font လေးကိုဆရာက font လေးထဲမှာချိန်လို့ရသေးတယ်အဲ့တော့ expand ကိုင်းလို့တာမဟုတ်တာဖြစ်တဲ့အတွက်ဆရာကိုကျန်နေတဲ့ font style မျိုးကိုဆရာကချိန်ပြီးတော့အသုံးပြုကြည့်လို့ရသေးတယ်အဲ့တော့ forever ဆိုတဲ့အစားသားလေးကိုလည်းကူးကျင်တယ်ဆိုရင်ဒီကောင်လေးကို select ပေး order လေးဖိမယ် click ဖိပြီးတော့အပေါ်ကအလုံးဆိုတဲ့စာသားလေးကိုတွက်ထည့်လိုက်မယ်။ forever forever ဆိုတဲ့စာသားလေးထည့်ရမှာနော်။အဲ့တော့ order လေးဖိမယ်။ click ဖိပြီးတော့ mouse လေးကိုအရင်လွှတ်မယ်ပြီးတော့ order လေးလွှတ်မယ်။ ဆိုကျောင်းလုံးကျတဲ့ style ရလိုက်မယ်ပြီးရင်နှစ်ခုလုံးကိုဆရာ switch ကြည့်လိုက်မယ်ဒါလည်း style နဲ့ရလိုက်မယ်အဲ့တော့ဒီအောက်က do တွေကိုပြင်ပြင်ကျင်ကျင်နေဆိုလဲဆရာကအောက်က do ရဲ့အကြောင်းကိုကြည့်မယ်ဒီမှာ fee ကဒီကောင်ဖြစ်မယ်အဲဒီတော့ဒီကောင်လေးရှိမယ်ပြီးရင်ဆရာကဒီကောင်လေးရှိမယ်ဒီကောင်လေးဖြစ်မယ်ဒါလေးဖြစ်မယ်โอเคအဲ့တော့မှာလာအောက်မှာမြင်နေရတဲ့ဟာလေး အဲ့ဒီမှာစတုံးမဟုတ်တာဖြစ်တဲ့တော်ဆရာဟောဖေးတွေပဲသူကလိုက်ဖြစ်ဖြစ်ထားတာဖြစ်တဲ့အတွက်ဆရာတို့ဒီမှာတော့တိတ်တော့ပြင်လို့ရမှာမဟုတ်တယ်မဲ့ offset batch ရောရှိရ offset batch ရဲ့ site တွေကိုဆရာဟောသွားပြင်လို့ရတယ်မှာ offset ရင်သူကဘယ်လောက်ကွတ်ထားလဲဆိုရင်3.09ကွတ်ထားတယ်ဒီမှာဆိုရင်အဖြူကဆရာဘောင်လေးများလေးကိုထပ်နှိပ်မယ် offset batch လေးကိုနှိပ်မယ်3.09ပဲထပ်ကွတ်ထားအဲ့တော့ဆရာ2တော့ပဲကွတ်ချင်တယ်ဒါဆို site ကတေးသွားရည်လားအဲ့လိုမျိုးလေးဆရာ like ပြီးတော့မှ adjust လုပ်ပြီးတော့ပြန်လည်ပြင်လို့ရတယ်အဲ့တော့ ကိုကြိုင်းတဲ့တက်တက်ဖက်တွေရှိရဲဆိုလဲ EBF ဖိုင်ဖြစ်နေလဲဆရာဘာလို့လို့ရလဲဆိုရင်စိတ်ပူစရာမလိုတော့ဘူးအခုလိုမျိုးဆရာက order နဲ့ပေါ်ပွားပြီးမှအဲ့ effect တွေကို copy ပြန်ကူးလို့ရပါမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒါကတော့ Adobe Illustrator မှာတော်တော်များများသိရနေတဲ့ AI tools တွေပဲဖြစ်ပါတယ်တကယ်လို့ဆရာရဲ့ video တွေကအကျိုးရှိခဲ့တယ်ဆိုရင်တော့ဆရာရဲ့ channel လေးကို subscribe လုပ်ပြီးတော့မှ အမြဲတင်မဲ့ knowledge sharing ရမယ် design နဲ့ပတ်သက်ပြီးတော့မှ graphic design နဲ့ပတ်သက်ပြီးတော့မှကိုက design တွေကိုစိတ်ဝင်စားတယ်ပြီးသွားပြီဆိုရင် graphic design ကိုလည်းကိုကအခုမှစလိုက်လာနေတယ်တူးစီပိုင်းနဲ့ရတယ် design တွေရဲ့သဘောတရားတွေ design တစ်ခုကိုကောင်းကောင်းမွန်မွန်ဘယ်လိုမျိုးဆွဲရမလဲဆိုတာသိကျင်တယ်ဆိုရင်တော့ဆရာရဲ့ amazing college ရဲ့ channel လေးမှာအခမဲ့ဝင်ရောက်လေ့လာလို့ရပါတယ်အဲ့တော့ subscribe လေးလုပ်ပြီးတော့မှလည်းအားပေးပေးပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် video တွေမှာပြန်လည်ဆုံးရကြပါမယ်